အလုံးပဲမင်္ဂလာပါကျွန်တော်တို့အိတ်ဆဲမှာပြည်တော်စုဖောက်နဲ့မြန်မာစာဖမှန်တဲ့ပြဿနာဖြေရှင်းတဲ့ဒီလေးကိုမျက်ဝေပေးချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ TikTok အကောင့်လေးမှာဆိုလို့ရှိရင်ဒီမှာလာပြီးတော့မေးထားရလေးရှိပါတယ်အိတ်ဆဲမှာပြည်တော်စုဖောက်ကပမှန်လို့ပါရှင်းတယ်ဘယ်လိုလုပ်ကမလဲပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်တင်ပေးလိုက်ပါပြီအဲ့တော့ပြည်တော်စုဖောက်မမှန်ဘူးဆိုရင်ကျွန်တော်တို့ဒီအောက်ရှေ့မှာရှိတဲ့ ENG US ဆိုတဲ့နေရာမှာကျွန်တော်တို့ကအဲ့ဒီမြန်ဆိုတဲ့အရာလေးပေါ့နော်။ဘာမီဒီကတော့ဘာကျူတယ် keyboard ကိုကျွန်တော်တို့ကဖွင့်ထားပါဗောနော် battery order ကိုဖွင့်ထားပေးရမှာဖြစ်ပါတယ်အဲ့တော့ maestro အနေနဲ့ဒီအားလေးမရှိဘူးဆိုရင်ကျွန်တော်တို့ဒီ setting နဲ့ကနေပြီးတော့သူဖွင့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ video လေးမစားခင်ကျွန်တော်ရဲ့ YouTube channel နဲ့ဗောနော်ဒီ knowledge zone YouTube channel ကို subscribe လုပ်ပြီးတော့လည်းအားပေးခဲ့ပါအောင်ဒီ YouTube ပါဗောနော် knowledge zone ဆိုပြီးတော့ share လိုက်ပါနောက်တစ်ခုက ဒီ knowledge source ဆိုပြီးတော့ကျွန်တော်ဖိဖို့လည်းရှိပါတယ်ဖိဖို့ပေးဖို့လည်း follow လုပ်ခဲ့ပါအောင်ကျွန်တော်တို့ video တွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ TikTok မှာတင်ရတာခက်ခဲဖြစ်တဲ့အခါမှာကျွန်တော်တို့ဖိဖို့နဲ့ YouTube ပါအမြဲတမ်းတင်ဆက်ပေးမှာဖြစ်ပါတယ်။အိုကေတော့ကျွန်တော်ဗီဒီယိုလေးပြန်ဆမယ်။အဲ့တော့ဒီမှာပြည်တော်စုဖောင်းကိုကျွန်တော်တို့ကဆက်လက်မှတ်ပါနော်။ဒီဆဲခွက်တွေကိုဆက်လက်မှတ်ပါ။ပြည့်အပေါ်မှာကျွန်တော်ပြည်တော်စုဖောင်းပြောင်းပြီးတော့အနာခောက်လိုက်ပါ။ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်ရေးကြည့်ပါမယ်။ပြည်တော်စုဖောင်းကို ရေးတော့မယ်ဆိုရင်ကျွန်တော်တို့ဒီ keyboard ကပေါ့နော် key match လေးဖွင့်ထားဖို့လိုရယ်။ mouse တို့အနေနဲ့ control ရဲ့ရှေ့ကနေလို့ဒီလိုမျိုးမပေါ်ဘူးဆိုရင်ကျွန်တော်တို့ကဒီဒီကနေပြီးတော့ပေါ့နော် key match ဆိုပြီးတော့ရိုက်ရှာပေးလိုက်ပါ။ key match လေးကျွန်တော်ပွင့်သွားပြီဆိုလို့ရှိရင်အဲ့ဒီဒီဟာလေးပေါ့နော်ကျွန်တော်တို့ကဒီမြန်မာစာအင်္ဂလိပ်စာပြောင်းလို့ရမှာဖြစ်ပါတယ်။ control ရဲ့ရှေ့ကပြောင်းရင်ဒီလိုမျိုးတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ ဒီနေရာလေးထိရသွားပြီဆိုလို့ချင်းကျွန်တော်ဒီအောက်မှာတစ်ချက်ကြည့်ပါအဲ့တော့ကွန်ထရက်ရှိကဲနှိမ့်နှိမ့်ပြီးသွားရင်မြန်မာစာလေးကိုထားပါမြန်မာစာရေးတဲ့အခါမှာကျွန်တော်ဒီအောက်နားလေးမှာရှိတယ်ဒီအောက်မှာထားလိုက်ရနော်ကျွန်တော်ကဒီအောက်မှာရှိတဲ့ဒီဘာဂျူတဲ့ပေါ့နော်ဘာဂျူရဲ့ကီးဘုတ်ကိုကျွန်တော်ဝင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီဒီဟာလေးမရှိဘူးဆိုရင်ကျွန်တော်တို့ဒီ setting နဲ့အဖွင့်ပေးဖို့လိုပါတယ်။အဲ့တော့ကျွန်တော်ဒီမှာဒါကတော့ကျွန်တော်ကတော့ဖောက် မှန်အောင်ရှိန်မိတာပါเนาะတကယ်လို့ဖောက်နေမှန်မှန်ခဲ့ဘူးဆိုရင်ကျွန်တော်ဒီ7နဲ့ကိုသွားပါเนาะဒီနာဒီညာလေးမှာနှိပ်လေရတယ်ဝင်းဒိုးလိုကိုရဲ့အာရင်နှိပ်လေရပါတယ်အဲ့တော့စတေနဲ့မှာရောက်ပြီဆိုလို့ချင်းကျွန်တော်ဒီတိုင်းရန်လန်ကွေ့ဆိုတာလေးရှိပါတယ်တိုင်းရန်လန်ကွေ့ဆိုတဲ့နေရာမှာလန်ကွေ့ရန် region ဆိုတာလေးရှိပါတယ်သူတို့ရှက်ထပ်ပြီးတော့နှိပ်ပါ Okay ဒီမှာအဲ prefer language ဆိုတာလေးရှိပါတယ်သူရဲ့အောက်နောက်ပါဗောနော် s language ဆိုတာလေးရှိရယ်အဲ့တော့ကျွန်တော်ကဒီမှာ English United State ကနောက်တစ်ခုကဘာမီရဲ့ထည့်ပြီးသားပါเนาะတကယ်လို့ဒီမှာမထည့်ရသေးဘူးဆိုရင် H language ကိုနှိပ်ပြီးတော့ကျွန်တော်ဒီနေရာလေးမှာမြန်မာဆိုပြီးတော့ရှာပေးလိုက်ပါမြန်မာစာဆိုပြီးတော့ဒီမှာမှိတ်မိန်လေးပေါ့เนาะကျွန်တော်တို့ဒီမှာမှိတ်မိန်လေးပေါ်နေပါတယ်အဲ့တော့ဒီမှာပေါ့เนาะကျွန်တော်တို့ဒါထည့်ပြီးသားဖြစ်တဲ့အတွက်မထည့်ပြရတော့ပေါ့เนาะထည့်ကျင်နေဆိုရင်ဒီနှိပ်စွာလေးကိုနှိပ်ပြီးတော့ install စွာလေးကိုနှိပ်လိုက်ရင်ရှာပါပြီ okay တော့ဒီအထိရှာတိုင်းနော်ဒီဒီရှာတိုင်းဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာလေးမှာ အဲ့ဒီမြန်ဒီအောက်ကဟာလေးပေါ့နော်မြန်မာဘာကျူတဲ့ဆိုတာလေးကပေါ်လာလိမ့်မယ်ပေါ်လာပြီဆိုရင်ရပါပြီအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကပြည်တော်စုကီးဘုတ်မှန်လားမမှန်လားပေါ့နော်ရိုက်ကြည့်ပါမယ်တကယ်လို့ base store အနေနဲ့စရိုက်လို့ဒီလိုလုံးလုံးမှာမှန်သေးဘူးဆိုရင်နောက်တနည်းကကျွန်တော်တို့ဒီ key magic စက်ဝဲကို version ဟို update လုပ်ပေးပါနော်အဲ့တော့ကျွန်တော်ကတော့ဒီမှာဒီ version လေးကိုကျွန်တော်ရဲ့ဒီ Telegram channel မှာလည်း တင်ပေးထားမှာဖြစ်ပါတယ်အဲဒီမှာပေါ့နော်ဒီမှာ all in one ပြီးတော်စုဖောင်းဆိုပြီးတော့ပေါ့နော်တင်ပေးထားမှာဖြစ်ပါတယ် okay အဲ့တော့ဒီမှာဆိုလို့ကျင်တာပြီးတော်စုဖောင်းကိုအဲတရားလေးကိုဒေါင်းပေါ့နော်ကျွန်တော် Telegram မှာတရားလေးကိုလည်းပေးထားမှာဖြစ်ပါတယ်အဲ့တော့တရားလေးကိုဒေါင်းပါဒေါင်းပြီးသွားရင်ကျွန်တော်တို့ကသူ့ကို install တင်ပါမယ် install တင်မယ်ဆိုရင်အဲ့တော့အခုကျွန်တော်ကဖိုင်ရှိတဲ့နေရာလေးကိုဖွင့်လိုက်ပါမယ်အချိန်ဆုံးပေါ့နော် အရှိတဲ့နေရာလေးကိုကျွန်တော်ဖွင့်လိုက်ပါမယ်။ဖွင့်လိုက်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီအားလေးကို install တင်ပေးဖို့လိုပါတယ်။အဲ့တော့ကျွန်တော်တို့ဒီထဲမှာ software ထဲမှာရှိတဲ့ pdownz font ဆိုပြီးတော့ကျွန်တော်ထည့်ထားရှိပါတယ်။ဒီထဲမှာဆိုရင်ဒီပေါ်မှာကျွန်တော်တို့ကအဲကျွန်တော်တို့ဒီမှာဒါရိုက်နဲ့ရောသွားမှာဆိုလို့သူ့ကို folder လေးတစ်ခုစောက်ပြီးတော့အဲ့ဒီထဲမှာထည့်ပြပါမယ်။ဒါလေးကို control ရဲ့ c copy ယူပါ။ပြီးတော့ရဲ့ control ရဲ့ v နေရာရှာပါ။ โอเคအဲ့တော့ကျွန်တော်တို့က rafi တော့မယ်ဆိုရင်ကိုယ့်ရဲ့ computer မှာဘိုင်းရက်တွေကိုအရင်ပိတ်ပါเนาะဒီအောက်က key set bar လေးမှာဘိုင်းရက်သက် protection ဆိုပြီးတော့ရိုက်ရှာပေးပါဘိုင်းရက်သက် protection ဆိုပြီးတော့ရိုက်ရှာပေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာပေါ့เนาะအဲ manage setting ဆိုတာလေးရှိပါတယ်ဒီဘိုင်းရက်သက် protection setting အောက်မှာ manage setting ဆိုတာလေးရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကဒီ real time protection ကို on ပေးလိုက်တာနဲ့ဒီအောက်မှာရှိတဲ့အရာတွေအားလုံး sorry off ပြရမှာပေါ့เนาะအောက်မှာရှိတဲ့အရာတွေအားလုံး off off သွားပါလိမ့်မယ် โอเคဒီဟာတစ်ခုနောက်တစ်ခုကအဲနောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်ဒီ control panel ဆိုပြီးတော့ရိုက်ရှာပါ control control panel ထဲမှာရောက်ပြီဆိုရင်ကျွန်တော်ဒီနေရာလေးမှာ maintain security ရဲ့ maintain နဲ့ပေါ့နော်သူတစ်ချက်ထည့်ပြီးတော့နေပြီလိုက်ပါနော်โอเคဒီနေရာလေးမှာ chain security ရဲ့ maintain နဲ့ဆိုတဲ့နေရာလို့ထပ်နေပါဒီမှာရှိတဲ့ user account control ရဲ့ client app protection ကိုပိတ်ပါโอเคဒီသုံးခုပိတ်ရမယ်เนาะဒီမှာလည်းပိတ်ဒီ client app protection ရဲ့ပြီးတော့ရင် user account control ရဲ့ buyer protection ဆိုတဲ့အရာသုံးကိုပိတ်ပေးပါပြီးသွားရင်သူ့ကိုပိတ်လိုက်ပါမယ်ပိတ်ပြီးသွားပြီဆိုလို့ချင်းဒီပေါ်မှာ right click ကိုနှိပ်ပါကျွန်တော်ကျွန်တော်တင်ထားတဲ့ဒီ Telegram ဟာလေးကိုတောင်းပါတောင်းပြီးသွားရင်ဒီပေါ်မှာ right click ကိုနှိပ် right click ကိုနှိပ်ပြီးသွားပြီဆိုလို့ချင်း show more option ထဲမှာရှိတဲ့ address here ဆိုတဲ့ဟာလေးနဲ့ပြပေးလိုက်ပါဒါဆိုရင်တော့ဒီမှာပြလာပါပြီโอเคတော့ဒီမှာရှိတဲ့ phone တွေအားလုံးပေါ့နော်ကျွန်တော်ဒီအောက်ဆုံးကတော့မပါဘူးပေါ့နော်ဒီဟာလေး phone တွေအားလုံး right click ကိုနှိပ်ပြီးသွားရင် install ဆိုတာလေးကိုနှိပ်ပါကျွန်တော်တော့တင်ပြီးသားဖြစ်တဲ့အတွက်မတင်တော့ဘူးပြီးတော့ဒီအပေါ်မှာရှိတဲ့ schema jit ဆိုတာလေးကို right click ကိုနှိပ်အဲပြီးရင် run administrator ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ကဒီ schema jit software လေးသွင်းလို့ပြီးသွားပြီ okay ဒါတော့ကျွန်တော်ကဘယ်လောက်လဲဆိုရင် version 2.005ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတင်ပေးထားတာရှိပါတယ် schema jit version 2.005ပေါ့နော်အဲဒီ version လေးကိုဒါမြင့်ပေးလိုက်ပါနော်ဒါလေးကို download ပေးလိုက်တယ်ဆိုရင်လည်းအဲဆင်ပြေတော့မှာဖြစ်ပါတယ် ဲ့တော့ကျောင်းရဲ့ဒီတင်ငါးစာလေးကတော့ဒီတော့ပါပဲဒီနေ့မှဆိုရင်ဒီပြည်တော်စုဖောင်းနဲ့အိစဲတဲ့မှာမြန်မာစာလေးပမှန်နဲ့ပြဿနာဖြေရှင်းတဲ့နည်းလေးကို share လုပ်ပေးခဲ့တာဖြစ်ပါတယ်ဒီတင်ငါးစာလေးကိုရမယ်လို့ထင်ပါတယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ